မင်္ဂလာပါညီကိုတို့ဒီနေ့ဗီဒီယိုကတော့ပွဲကြိုခံမှန်းမဟုတ်ဘူးအပေါ်ကထိုးထားတဲ့ခေါင်းစဉ်လေးတိုင်းပဲချန်ပီယံလိကံမှုရှိတဲ့အသင်းတွေကိုသတိထားသင့်တယ်ပေါ့လေဆိုတော့ချန်ပီယံလိက၈သင်းကျန်သေးတယ်အဲ့ဒီထဲမှာဒီနေ့စနေနေ့မှာ၆သင်းရှိတယ်ပေါ့လေဒုတိယတကြော့ကံရမယ်ချန်ပီယံလိကံမဲ့အသင်း၆သင်းရှိတယ်ဆိုလက်ရှိပုံထဲကအသင်းတွေပါတယ်အဲ့ဒီ၆သင်းစလုံးကိုကျွန်တော်ကတော့အောက်ကြီးကြီးကြိုက်တယ်ဘက်ကံသိတယ်လို့ထင်တယ်ဆိုတော့စဉ်းစားလို့ကောင်းမယ့်အချက်လေးကြီးလေကျွန်တော်အောက်ကနေပြီးပြန်စဉ်းစားထားတဲ့အချက်တွေပေါ့လေဒီဗီဒီယိုထဲမှာပြပြပေးသားမှာဖြစ်တယ်ပထမဆုံးပွဲဆိုရင်ဒါ Southampton နဲ့ Aston Villa ။စောက်တတန်ကတန်းဆင်းသွားပြီလို့ပြောလို့ရတယ်။အင်ကွင်းမှာကန်ရမယ်။ Aston Villa ကဒုတိယတကြော PSG ကိုသူတို့၃ဂိုးတကိုးဆွဲရလနဲ့ရှုံးထားတာကြောင့်မလို့မဖြစ်မနေနောက်ထပ်၂ဂိုးအနိုင်ပြန်ယူရအပြန်ယူနိုင်မှဒုတိယတဆင့်ကိုတလန်းနိုင်မယ်ဆိုတဲ့အနေထားမျိုးပေါ့လေဒါကြောင့်မလို့ Villa ကအရင်အားသုံးမယ်မထင်ဘူးအဝေးကွင်းလည်းဖြစ်နေတယ်တနောင်းတတနဲ့တကိုးအသာလောင်းနဲ့ပဲဆော့မယ်လို့ကျွန်တော်ကတော့ခံစားရတယ်သူတို့တကနိုင်ဖို့တော့ကတကိုးနိုင်တာနဲ့၃မှတ်ရပြီဆိုတဲ့အတွက်ကြောင့်မလို့ တကူလောင်းနဲ့ပဲပေါပေါပါပါလေးပဲကဲမယ်လို့ထင်နေဒုတိယတပွဲကအင်တာနက်ကက်ကလီယာအင်တာကလက်ရှိချိန်မှာအမှတ်ပေးစရာဥဆောင်ထားတယ်အမှတ်အရင်ပြက်နေနေတာမျိုးတော့မဟုတ်ဘူးသူတို့လည်းအနိုင်တော့လိုအပ်တယ်အနိုင်သုံးမှတ်တော့ဆော့လိမ့်မယ်ဒါပေမဲ့ကက်ကလီယာကလည်းတန်းစင်းစုံနားမှာရှိနေရအတင်းဖြစ်တာအကြောင်းမလို့တန်းစင်းစုံယုံအားတွေနဲ့ရအောင်အမှတ်တမှတ်တော့ခံဆော့မယ်လို့ကျွန်တော်ကတော့ထင်နေဒါကြောင့်မလို့အင်တာလည်းအများကြီး အနာခံမဲ့အနေအထားမျိုးယူတော့မတွေးမိဘူးလေဒုတိယတကြောကဒါဘိုင်ယန်နဲ့ခက်ခက်ခဲဆော့ရမှာပြီလို့သူတို့ဥဆောင်ထားတာလေတကူပဲဥဆောင်ထားတာဘိုင်ယန်ကိုတကူအသာလေးနဲ့နိုင်ထားဖြစ်တာအကြောင်းမလို့အရင်အနာခံမဲ့အနေအထားမျိုးမရှိမယ်လို့ကျွန်တော်ကတော့မထင်ဘူးသတိထားသင့်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အောက်ကြီးတွေပဲကြိုက်ပါတယ်ချန်ပီယံလိဂ်ကမ်းမဲ့အသင်းတွေကိုဘက်ကန်စီခြင်းပါတယ်တတိယပွဲအာဆင်နယ်နဲ့ဘရန်ဖို့ဆိုအာဆင်နယ်ကလက်ရှိချိန်မှာချန်ပီယံကိုမှီဖို့လီဗာပူးကိုမှီဖို့ကလည်းတော်တော်လေးကိုခက်ခဲတယ်အမှတ်ကကွာတယ်လက်ရှိဒါ ချန်ပီယံလိကိုဝင်ဖို့အဆင့်1 2 4ဝင်ဖို့ကလေဒါတေချာတော့ဖြစ်နေပြီဆိုတာကြောင့်မလို့အာဆင်နယ်ကဒီပရီးမီးယားလိကိုဘာမှအပေါ်ကအသင်းတွေလိုမျိုးသမလားအင်တာတို့ပါစီလိုတို့မျိုးအဆင့်တကိုဥဆောင်ထားပြီးတော့အမှတ်အရမ်းမပြတ်တာမလို့ဒီဘွဲကိုမဖြစ်မနေအနိုင်ယူဖို့လိုတယ်ချန်ပီယံလိကိုလည်းအားထည့်ဖို့လိုတယ်ဆိုတဲ့အနေအထားမျိုးမဟုတ်ဘူးအာဆင်နယ်ကဒီနေ့ဘွဲကိုလွတ်လွတ်လပ်လပ်အစီလီအာပေါ်ကြောင့်မဆိုရင်တို့အိမ်ကွင်းမှာ ဘဘဘဘကန်လို့ရတယ်ဗောလေတည်ရပဲကြမလားအာတကူလို့တာနေပဲနိုင်မလားအခက်မသိလို့တည်ရကြသွားရဆိုရင်တော့မအဆင်တက်ကအများကြီးနင့်နာမှုမရှိဘူးလို့ကျွန်တော်တို့ယုံကြည်တယ်ဒါဘာကြောင့်မလို့ဆိုအဆင်တက်နေလေအမှတ်ကပြက်နေရအကြောင်းမလို့အရင်ပြက်တာတော့မဟုတ်ဘူးဗောလေဒါမှလည်းဒါတော်တော်လေးကိုလက်ရှိအချိန်နဲ့ကြည့်မယ်ဆိုပြက်နေလို့ပြောလို့ရတယ်ဒါကြောင့်မလို့အဆင်တက်ကအများကြီးအားထုတ်မယ်မထင်ဘူးတည်ကြမယ်ဆိုလည်းအဆင်ပြေတယ်သူတို့ကအဓိကကစားသမားတွေမနာဖို့ပြီးရင်လူကောင်းတော်တော်များများကိုလည်းချက်မယ်လို့ကျွန်တော်ယုံကြည်တယ်ဒီနေ့ပွဲကိုဒါကြောင့်မလို့အာဆင်နယ်နဲ့ဘရက်ဖို့ပွဲမှာဆိုရင်လည်းကျွန်တော်ကတော့ဘက်ကန်စီချင်းနဲ့ brand book ကိုပဲသဘောကျတယ်ပေါ့လေ Champions League ကမှအသင်းတွေကိုဘက်ကန်စီချင်းပါတယ်လေးဘွဲ့မြောက်ဘိုင်ယန်နဲ့ဒေါ်မွန်ဒီဘွဲ့လေးရတာထူးခြားတယ် Channel ဘောကြီးအကုန်လုံးကဒါဟို Champions League ကနဲ့နှစ်သင်းတွေ့ရမှာမဟုတ်ဘူးပေါ့လေဒီဘွဲ့ကတော့ဒါဘိုင်ယန်နဲ့ဒေါ်မွန်က Champions League ကမ်းမဲ့နှစ်သင်းလာတွေ့ရပေါ့လို့ပြောလို့ရတယ်ဘိုင်ယန်ကလက်ရှိမှာအဆင့်1ဦးဆောင်ထားတယ်ဒါပေမဲ့အမှတ်အရင်ပြက်နေတဲ့အနေအထားမျိုးမဟုတ်ဘူးဒါကြောင့်မို့လို့ဒီနေ့ဘောသူတို့အနေနဲ့အမှတ်လူရဲချက်တော့ရှိတယ်ဒေါ်မွန်ကလည်းဒုတိယတကြော့ ဘာစီကိုပြန်ကန်ရမှာပထမဆုံးက၄ကိုစီယူနဲ့ရှုံးထားတာအချောင်းမလို့ချန်ပီယံလိကိုအာယုံဆိုင်မလားလက်ရှိအမှတ်ပေးဇာတ်ကိုပဲအာယုံဆိုင်မလားဆိုကျွန်တော်ကအမှတ်ပေးဇာတ်ကိုပဲအာယုံပူဆိုင်မယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ချန်ပီယံလိမှာဒုတိယတကြော့ဘာစီကို၄ကိုအပြည့်နဲ့ပြန်နိုင်ဖို့ဆိုတာကြီးကတော်တော်လေးကိုခဲရင်မဲ့အနေထားမျိုးပြ။အာမဖြစ်နိုင်ဘူးဆိုတာမရှိဘူးဆိုပေမဲ့လည်းမဖြစ်တဲ့လောက်တော့ဇာတ်ကလည်းတော်တော်များတယ်ပေါ့လေ။ဒါကြောင့်မလို့ဘိုင်းအထုံးကချန်ပီယံလိကိုအဲ့လောက်ကြီးအာယုံမဆိုင်ပေးနဲ့ဒီအခုအမှတ်ပေး ဖလားအမှတ်ပေးပြိုင်ပွဲကိုပဲအမှတ်ရအောင်ကြိုးစားမယ်လို့ထင်နေတဲ့သူအနေနဲ့လက်ရှိချိန်မှာဥရောပဝင်ငွေတနေရာမညာထားဘူးအဥရောပဝင်ငွေတနေရာအတွက်ယူရိုပါလီလာချန်ပီယံလိလာဆိုတဲ့အနေထားအတွက်ကိုအဖြစ်အမှတ်မဖြစ်မနေလိုအပ်နေရဆိုအနေထားမျိုးပဲဘိုင်ယန်ကဒီနေ့ပွဲကိုအပေါ်အတင်းနေလိုမျိုးပဲသူတို့နိုင်ခဲ့မယ်ဆိုရင်တကူးတက်လောက်နေပဲအာ အလားလောက်တော့တော်တော်ပဲစူးစမ်းမယ်လို့ထင်နေရ။ဘာကြောင့်လဲဆိုတော့ဒုတိယတကြော့မှာအင်တာနက်ကံအမှာသူတို့ကရှုံးထားတာဆိုတော့ကြောင့်မလို့ကစားသမားကြီးဒဏ်ရာလို့မရဘူး။အနာခံလို့မရဘူးဆိုတဲ့အနေအထားမျိုးဖြစ်နေရ။ဒေါ်မုံကတော့ဒါသူတို့ဥရောပဘုံကတနည်းအားအတွက်အနာခံရင်လည်းခံပြီးကံမယ်လို့ကျွန်တော်ကတော့ပိုယုံကြည်။ဒါကြောင့်မလို့ဒေါ်မုံကိုကြိုက်တယ်ဗောလေ။ဆိုတော့ချန်မြလိကံမဲ့အသင်းတွေကိုဘက်ကံမယ်ဆိုတဲ့အတိုင်းပဲ။ဒီနေ့အောက်ကြီးကြီးကျွန်တော်ရွေးထုတ်ပေးကြရတယ်။ချန်မြလိကံမဲ့အသင်းတွေယူပဲကိုရွေးပြီးတော့တိဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ဆုံးပွဲလီကာနက်နဲ့ဘာစီလိုနာနဲ့ဘာစီလိုနာကလက်ရှိမှာအမပေးစီရအောင်ဥဆောင်ထားတယ်။ အပေါ်ဟာတင်းနေတယ်မတူရတစ်ချက်ကတော့ဘာစီကအာဒုတိယတကြောအတွက်ကအေးစစ်လေးရဖြစ်နေရပေါ့လေလေကူးအပြည့်နဲ့နိုင်ခဲ့ရဆိုတော့ကြောင့်မလို့အရင်ဒုတိယတကြောမှာအာဆုတ်အာဆိုက်ထုတ်မဲ့အနေအထားမျိုးတွေမမြင်ရတော့ဘူးဒါပေမဲ့သူကန်းမဲ့ပြိုင်ဘက်ကလီကာနက်ကတန်းစင်းစုံရဲ့အဆင့်18မှာရှိနေရဆိုတဲ့အတွက်ကြောင့်မလို့တန်းစင်းစုံယုံကားတွေဒီချိန်ဒီနေရာမှာမဖြစ်မနေလိုအပ်လာပြီဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့တန်းစင်းစုံယုံကားလေးကိုမြင်ချင်နေဒါကြောင့်မလို့လီကာနက်အာကန်စစ်လည်းကောင်းတယ်ပေါ့လေအာဂိုးအောက်ဆော့ရဲ့ဇယိုက်ရှိတယ်ဒါကြောင့်မလို့လီကာနက်ကန်စစ်နဲ့ သေးဓမ္မတွေရအောင်ရှိသွားနိုင်မလားကိုပြတ်မရှုံးလို့တော့ယုံကြည်ရတာပေါ့လေဒါကြောင့်မနောက်ဆုံးပွဲရတော့ဒါကျွန်တော်လီကာနဲ့ပတ်မှာရှိနေမယ်ဆိုတော့ဒီနေ့ကံမဲ့ချန်ပီယံလိဂ်ကံမဲ့6တင်းအဲပွဲနဲ့ကြည့်မယ်ဆိုရင်တော့တိုတယ်5ပွဲပေါ့လေစနေနေ့မှာအာ6တင်းကံမဲ့နောက်ရကြရင်တော့တတင်းတင်းကြီးရှိနေမယ်ဆိုတော့ဒီ6တင်းအားလုံးကို6တင်းနဲ့မဟုတ်ဘူးပေါ့လေပွဲနဲ့ကြည့်လိုက်မယ်ဆိုရင်ဒါဟိုဘိုင်ယန်နဲ့ဒေါ်မုံကပွဲတူပါဆိုတော့5ပွဲဖြစ်သွားတယ်ဆိုတော့ချန်ပီယံလိဂ်ကံမဲ့5ပွဲကိုကျွန်တော်ကတော့ဘက်ကန်တင်ပါတယ်အောက်ကြီးတွေပဲနေတင်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဆိုတော့အပေါ်တင်းတော့အပေါ်ကြီးတော့ကျွန်တော်မကြိုက်ဘူး ဒုတိယအတကြောတပံမဖြစ်မနေဒါအားဆိုင်ထုတ်ကြမှာဆိုတော့ကြောင့်မလို့အနာခံမယ်လူတွေလည်းအချိန်ပြည့်သုံးမယ်လို့မထင်ဘူးပေါ့လေဒါကြောင့်မလို့အောက်ကြီးတွေကြိုက်ပါတယ်ဆိုတော့ညီကိုရဲ့အထင်မြင်ကိုလည်း comment မှာရှင်းသွားပြလို့ရပါတယ်ဒီ video လေးကိုလည်း like comment share လေးနဲ့အပိပိခဲ့ပါလက်မှတ်လေးနှိပ်ခဲ့ပြီးပါကျွန်တော်စီမှာ1 is to ipad to 5သုံးလုံးလို့ batman လို့အစရှိတယ်ကိုအကောင့်ဖွင့်ငွေသွင်းငွေထုတ်လုပ်လို့ရပါတယ်ကျွန်တော် grand လို့တာပါဆိုတော့ကျွန်တော်ရဲ့ telegram sorry fiber နံပါတ်တော့မဟုတ် telegram နံပါတ်ကိုလာခဲ့ပြီးပါပြီးတော့ telegram channel link ကိုလည်း comment မှာချထားပေးပါမယ်ပင် comment လောက်ထားပေးပါမယ်ဆိုတော့ channel ထဲကိုလည်း join ထားနိုင်ပါတယ်အလုံးပဲ good luck ပါအဆင်ပြေကြပါစေဆိုတော့ဒီနေ့ကတော့ Champion League game အသင်းလေးကိုရွေးထုတ်ပြီးတော့အောက်ကြီးပွဲတွေအကုန်လုံးကိုဒါအောက်ကနေနေထားဆိုနေထားမှဖြစ်ပါတယ်အလုံးပဲကန်ကောင်းပါစေခွက်လက်ပါဒီလအတွက်ကျွန်တော်ပွဲချူခံမန်းကနှစ်ပွဲပဲလိုပါသေးတယ်တပွဲနိုင်တပွဲရှုံးပါလေတပါရမတ်တပွဲကဗာစီနဲ့တီကိုပွဲကိုကျွန်တော်5အောင်နိုင်ခဲ့တယ်ဒုတိယတပွဲကရီယယ်နဲ့အာအာဆင်နယ်ပွဲပေါ့လေဆိုတော့အဲ့ဒီပွဲမှာတော့ကျွန်တော်ရီယယ်ကိုရွေးခဲ့တယ်ဒုတိယတပွဲကတော့ရှုံးသွားခဲ့တယ်ဆိုတော့လာမယ့် ဒုတိယတကြော့ချန်ပီယံလိပွဲကြီးလည်းကြီးကောင်းမှာပါအဲဒီကြာရင်ကျွန်တော်ပွဲကြိုကမန်တက်လာခဲ့ပါမယ်အာရီယန်နဲ့အာဆင်နယ်ပွဲကိုပဲကျွန်တော်ပြန်တည်ထားဖို့အတွက်စဉ်းစားထားတယ်ပေါ့လေဒါပေမဲ့ပုတ်ကြီးတွေကြေးပြောင်းလို့ရတော့တစ်ချက်စောင့်ကြည့်ရအောင်မယ်ဆိုအားလုံးဒီနေ့ချန်ပီယံလိကမန်တင်းတွေကိုဘက်ကန်နာဖြစ်ပါတယ်စနေနေ့မှာကြက်ကောင်းပါစေအဆင်ပြေကြပါစေ good luck ပါဗျာ